မင်္ဂလာမနက်ခင်းပါဧပြီလ22ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရဲထုံးလေးတင်ဆက်ပေးပါရမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့လာရှုံမြို့မှာမူရင့်စေသုံးဆွင်းသူတွေနဲ့ပစ္စည်းဟောင်းတွေလိုက်လံယူနေသူတွေကတိုက်ပွဲကြံပစ္စည်းတွေရှာဖွေစဉ်တရထဲနဲ့တိုက်ပွဲလက်ကြံမိုင်း၃လုံးပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့တဲ့ငလေတကြောင့်ထိခိုက်ခဲ့တဲ့မန္တလေးအစင်းမြင့်ဈေးကျော်တော့တောင်မြောက်တိုက်တန်းတွေကိုဖျက်သိမ်းမှာဖြစ်ပြီးဈေးယုံကြီးပင်မအဆောက်အုံဟာကြန့်ခိုင်မှုရှိတာကြောင့် ဧပြီလ24ရက်ကစပြီးဈေးပြန်လဲဖွင့်လှစ်မယ်ဆိုတဲ့သတင်းဘန်ကောက်အဆောက်အုံပြောကြားမှုနဲ့ဆက်နွယ်ပြီးအမှုဆောင်တဦးကိုဖမ်းဆီးခဲ့တဲ့သတင်းရုရှားသမ္မတပူတင်ကအစ္စတာပွဲတော်ကာလယာယီအပြည့်ခန့်ရဲစဲကြောင်းကြေညာထားတဲ့တိုင်အောင်ရုရှားတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေတယ်လို့ယူကရိန်းသမ္မတပြောကြားခဲ့တဲ့သတင်းနဲ့အာနိုးနေရာကိုအစားထိုးဖို့ကစားသမား9ဦးကိုလေဘာဘူးအသင်းရည်ရွယ်ထားတဲ့သတင်းအဆရှိတဲ့သတင်းတွေပေါ်ဝင်ပါတယ်။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့ လမ်းရှုမြို့မှာမူးယစ်ဆေးသုံးဆွဲသူတွေနဲ့ပစ္စည်းဟောင်းတွေလိုက်လံယူနေသူတွေကတိုက်ပွဲကြံပစ္စည်းတွေကိုရှာဖွေစမှာတရက်ထဲနဲ့တိုက်ပွဲလက်ကြံမိုင်း၃လုံးပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာမူးယစ်ဆေးသုံးဆွဲသူတွေနဲ့ပစ္စည်းဟောင်းရှာဖွေသူတွေကတိုက်ပွဲကြံပစ္စည်းတွေကိုရှာဖွေနေစဉ်ဧပြီ20ရက်နေ့တရက်ထဲမှာပဲတိုက်ပွဲလက်ကြံမိုင်း၃လုံးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့လားရှိုးဒေသခံတွေထံကသိရပါဗျ။ ဒီပေါကွဲမှုတွေဟာဧပြီ20ရက်မော်လယ်ပိုင်းမှာလာရှိုးမြို့သာသနာ2500ဘတ်မှ၎င်းညပိုင်းမှာတက်စခန်းအနီးတို့မှ၎င်းပေါကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ တာသနာ2500ဘတ်ပေါက်ကွဲမှုဖြစ်စဉ်အတွင်းအသက်40ကျော်ဝန်းကျင်ရှိတဲ့မြို့သားတအိုးဘဲဘဲခြေရောက်ပြက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီပေါက်ကွဲမှုတွေဟာမူရင့်စေဝါသုံးဆွဲသူတွေနဲ့ပြည်စည်းဟောင်းရှာဖွေတဲ့လူတစုကအုပ်စုဖွဲ့ပြီးတိုက်ပွဲကြံလက်နက်တွေကိုရှာဖွေနေစဉ်ပေါက်ကွဲခဲ့တာဖြစ်ကြောင်းလာရှုဒေတာကန်တွေထံကစုံစမ်းသိရှိရပါတယ်။လာရှုမြို့မှာစစ်တပ်လက်နက်တွေရှာဖွေမှုကိုအရင်ကတည်းကပြုလုပ်နေတာဖြစ်ပြီးအဲ့လိုရှာဖွေမှုကြောင့်အရင်ကလည်းမိုင်းထိတေဆုံးသူ၃ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ အဲ့လိုတွေးရှိတဲ့စစ်ကြံလက်နက်တွေကိုပြန်လည်ရောင်းချရမှာသိန်းစင်ချီကနေရာချီအထိရရှိနေကြောင်းဒေသခံတချို့ထံကစုံစမ်းသိရှိရပါတယ်လူတစုကတက်တို့အကြောင်းတို့ရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုအမိုးရောင်မချန်ယူကြတယ်တချို့ကဒီလိုပစ္စည်းတွေကိုမမှတ်ဖို့စစ်ကြံဝှက်ထားတဲ့စစ်လက်နက်တွေကိုလိုက်ရှာတဲ့လူတစုကရှိတယ်စစ်လက်နက်ပစ္စည်းတွေကစေကနန်းကနေရာကနန်းရတော့ အသက်ဆုံးပြီးလိုက်ရှာကြတာကျွန်တော်တို့ရက်ကွက်က2ယောက်နဲ့ဘေးရက်ကွက်က1ယောက်ကမိုင်းစားထိလို့သေဆုံးတာမြင်မကောင်းဘူးဧပြီ20ရက်မွန်လွဲပိုင်းကနှလုံးနဲ့ညပိုင်းမှာတလုံးပေါက်တယ်လို့ရက်ကွက်9ကဒေတာကန်တူက11 media ကိုပြောပါရယ်ဧပြီလ3ရက်ကစတင်ပြီးလာရှိုးပြည်သူစေယုံနဲ့ဌာနဆိုင်ရာယုံတွေကပြည်စည်းအားလုံးကိုကားကြီးကားငယ်နဲ့တင်ဆောင်ပြီး MNDAA တပ်သားတွေကမြို့ပေါ်ကနေတက်ဆုတ်ခွာဖို့ပြင်ဆင်ခဲ့ပြီးပြည်သူပိုင်ပစ္စည်းတွေထိဆောင်သွားကြောင်းဒေသခံတွေကပြောပါရယ် MNDAA အဖွဲ့ကပစ္စည်းတွေယူဆောင်သွားမှုအပြီးရက်အနည်းငယ်အကြာဧပြီ20ရက်မွန်းတဲ့ချိန်ကလူတစုကစာတင်ကြောင်းတဝန်းတော်ထဲမှာရှိတဲ့အမိုက်လူမျိုးကြန့်ရှိခဲ့တဲ့လက်ကျန်အမိုးကာနဲ့တန်ထည့်ပစ္စည်းတွေကိုယူဆောင်နေတဲ့ဗီဒီယိုတစ်ခုထွက်လာပါတယ်။အဲ့ဒီရုပ်သံဖိုင်ထွက်ပေါ်လာပြီးမကြမီမိုးလွဲပိုင်းမှာပောက်ကွဲတံကိုအချိန်နှဲငယ်ချပြီးကြားသိရကြောင်းနဲ့ ည9နိုင်ခွဲခန့်မှာတကြိမ်ထပ်မံပြီးမြို့ထဲမှာပေါက်ကွဲတန်ကျင်းလောင်စွာကြားရကြောင်းရက်ွက်ရှင်နဲ့ရက်ွက်ငါကဒေတာကန်တွေက11မီဒီယာကိုပြောပါရယ်ရက်ွက်ရှစ်ဒေတာကန်တအုပ်ကအခုကလွှတ်ပြရမယ့်ဟာမျိုးကိုယူနေကြရောင်းနေကြတာလည်းမြင်လို့မကောင်းဒီအမိုက်လိုလွှတ်ပြရမယ့်အရာတွေကိုယူတဲ့သူတွေကတော့ခိုးစိုးလူနိုင်အဖြတ်သမားတွေလို့တစ်ချိန်ချိန်မှာခေါင်းစဉ်တက်ခံရမှာမလွဲရှိမှာပဲလို့ပြောပါရယ်ဧပြီ21ရက်နေ့မနက်ပိုင်းမှာတော့လာရှိုးမြို့တော်ခမ်းမရှိအဝိုင်းပတ်မှာ MNDAA အဖွဲ့ရဲ့အလံတွေကိုမတွေ့ရတော့ကြောင်းနဲ့ လာရှိုးဘတ်မှာပုံမှန်အတိုင်းသွားလာလျက်ရှိတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ လာရှိုးမြို့မှာ MNDAA အဖွဲ့အပြင်လက်နက်ကင်တပ်ဖွဲ့တချို့တရုတ်အပြစ်ခတ်ရဲစဲရဲစောင့်ကြည့်ရေးအဖွဲ့နဲ့တပ်မတော်ကအစင်းမြင့်အရာရှိအဖွဲ့တို့တွဲဆောင်ညှိနှိုင်းနေကြကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့သက်ဆိုင်ရာဘက်အသီးသီးအဖွဲ့အသီးသီးကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးတာဖြစ်ပါတယ်။ မြန်မာနစ်သက်ကိုရုံးပိတ်ရက်တွေပြေဆုံးပြီးအစိုးရရုံးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်မဲ့ဧပြီ22ရက်မှာလာရှိုမျိုးအုပ်ချုပ်ရေးကိုနာဆာကရဲ့ဒေတာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကပြန်လည်လွှဲပြောင်းရယူလဲပတ်မယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လက်ရှိအချိန်တိကျတဲ့ထုတ်ပြန်မှုတွေကိုဘက်အသီးသီးကထုတ်ပြန်ကြေညာတာနဲ့ပြောဆိုမှုတွေမရှိသေးတဲ့အပြင်တောင်ကြီးမြို့မှာရောက်ရှိနေပြီးတွဲဖက်တောင်းဝင်ထမ်းဆောင်နေတဲ့လာရှိုမျိုးကဝန်ထမ်းတွေဟာလည်းအခုအချိန်ထိအမိန့်တစုံတရာမရရှိသေးဘူးလို့သိရပါဗျ။ထမမီ ငလေးတန်းကြောင့်ထိခိုက်ခဲ့တဲ့မန္တလေးအဆင့်မြင့်ဈေးကြိုတော့တောင်မြောက်တိုက်တန်းတွေကိုဖျက်သိမ်းမှာဖြစ်ပြီးဈေးယုံကြီးပင်မအဆောင်အုံဟာကြန့်ခိုင်မှုရှိတာကြောင့်ဧပြီ24ရက်ကစပြီးဈေးပြန်လည်ဖွင့်လှစ်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Restar Scale 9.9အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့ငလင်ဘေးတံကြောင့်မန္တလေးဈေးကြိုတော်မြောက်ဖက်တိုက်တန်းကြီးဒေးတက်အစအိုးထိခိုက်မှုတချို့ရှိခဲ့ပြီး တောင်ဘက်တိုက်တန်းကြီးလေးတပ်အစအိုးရဲ့တောင်ဘက်ခြမ်းအစိပ်အပိုင်းပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။စည်ညော် area အတွင်းမှာရှိတဲ့ငလင်ဘေးတန်တဲ့ဈေးရုံအသီးသီးရဲ့ကြန့်ခိုင်မှုနဲ့အန္တရာယ်ကင်းရှင်းရေးတို့အတွက်ဧပြီ3ရက်နေ့မှာ၎င်းအိန္ဒိယနိုင်ငံဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တို့နဲ့ဧပြီ9ရက်နေ့မှာ၎င်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ စစ်ဆေးတွင်းရှိချက်တွေအရတောင်မြောက်တိုက်တန်းချင်းဈေးအဆောက်အဦတွေကိုအနည်းရောအဆင့်သတ်မှတ်ပြီးဖြတ်သိမ်းသွားမှာဖြစ်ပြီးအဆင့်မြင့်ဈေးကျော်တော့ပင်မအဆောက်အဦဟာ main structure ထိခိုက်မှုမတွေ့ရှိရပဲကြံ့ခိုင်မှုကောင်းမွန်ကြောင်းစစ်ဆေးတွင်းရှိခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာဆိုင်ကန်းရှင်တွေကိုတန်ရှင်းရေးနဲ့ဈေးဆိုင်ကန်းတွေတက်ခင်းပြုပြင်ဖို့ဧပြီ21ရက်ကနေ23ရက်အထိ မနက်ရှင်းနိုင်ခွဲကနေညနေ၄နာရီအထိဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးရုံအတွင်ပိုင်းကြန့်ခိုင်မှုစစ်ဆေးတာနဲ့ရုံအဝင်လန်းအထွက်လန်းရှင်းလင်းတာတွေကိုဆောင်ရွက်ပြီးဧပြီ24ရက်မှာအစင်းမြင့်ဈေးကြိုတော်ဈေးရုံကြီးကိုဈေးဖွင့်ရက်တွေအတိုင်းပုံမှန်ဖွင့်လှစ်လက်ပတ်သွားမှာဖြစ်တယ်လို့ဈေးကြိုတော်ဆောင်အဖွဲ့ကအတိအပြထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဘန်ကောက်အဆောက်အအုံပြိုကျမှုနဲ့ဆက်နွယ်ပြီးအမှုဆောင်တအုပ်ကိုဖမ်းဆီးခဲ့တဲ့ဆိုတဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်းလှုပ်ခတ်မှုကြီးကြောင့်ပြိုကျသွားခဲ့တဲ့ဘန်ကောက်မိုးမြော်တိုက်တိုက်ကိုတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတစ်ခုကတရုတ်အမှုဆောင်တအိုးကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့လကအင်းဒီချင်းမြန်မာနိုင်ငံမှာ Restar Scan 9.8ပြင်းအားရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်ချိန်မှာအထက်30အမြင့်ရှိတဲ့အဆောင်အုံပြိုကျခဲ့ပြီးစောင့်လို့ရေလုပ်ငန်းခွင်မှာရှိတဲ့လူ48ဦးသေဆုံးခဲ့ပြီးနောက်ထပ်48ဦးပျောက်ဆုံးလျက်ရှိပါတယ်။ ထိုင်းတရားရုံးတရုံကနိုင်ငံခြားစီးပွားရေးအဥပဒေချိုးဖောက်မှုနဲ့ China Railway နမတန်ကုမ္ပဏီကထိုင်းနိုင်ငံသား၃ဦးအပါအဝင်၄ဦးကိုဖမ်းဆီးမိတ်ထုတ်ပြန်ခဲ့ကြောင်းတရားရေးဝန်ကြီးတာဝီဆော်ဆန်ကဧပြီ၁၉ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ဖန်စီခံရသူ၄ဦးရဲ့ကတအူးဟာကျန်းအမည်ရှိတဲ့တရုတ်ကုမ္ပဏီကကိုယ်စားလှယ်တအူးဖြစ်ကြောင်းတရားရင်ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ China Railway နံပါတ်10ကုမ္ပဏီဟာအစိုးရစီးရင်စီယုံတာဝါကိုတိဆောက်ဖို့အီတလီထိုင်းကုမ္ပဏီတစ်ခုနဲ့အတူဖက်ဆက်လှုပ်ဆောင်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ကျန်းဟာအဲ့ဒီကုမ္ပဏီမှာ share 49ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးထိုင်းနိုင်ငံသား3ဦးကကုမ္ပဏီမှာ share 51ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။ထိုင်းနိုင်ငံသား၃ဦးကတခြားပြည်ပပုဂ္ဂလိကကုမ္ပဏီတွေရဲ့ရှယ်ယာတွေကိုလည်းကင်ထားတယ်ဆိုတဲ့အထောက်အထားတွေရှိပါတယ်လို့တာဝီကသတင်းတောက်တွေကိုပြောပါရတယ်။ နိုင်ငံသားစီးပွားရေးအဥပဒေအရပြည်ပနိုင်ငံသားတွေဟာကုမ္ပဏီတစ်ခုမှာ share တွေရဲ့49ရာခိုင်နှုန်းကျော်ကိုကင်ဆယ်နိုင်ပွဲမရှိဘူးလို့ဆိုထားပါတယ်။တည်ကြားအခြေအနေအဖြစ်အဆောက်အုံပြိုကျမှုနဲ့ဆက်နွယ်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လုပ်ဆောင်နေကြောင်းတာဝေကပြောကြားခဲ့ပါတယ်။ဒီစုံစမ်းမှုတွေမှာလေလံမတမာမှုတွေဖြစ်နိုင်ခြေနဲ့စောင့်လုပ်ရေးကြီးကြပ်ရေးမှု contract တွေမှာ engineer တွေရဲ့လက်မှတ်အတုတွေအသုံးပြုမှုအဆရှိတဲ့ကိစ္စရပ်တွေကိုစုံစမ်းစစ်ဆေးလေးရရှိပါတယ်။ အခုနောက်အစောပိုင်းကထိုင်းပီကင်းလုံခြုံရေးတာဝန်ရှိသူတွေရဲ့ပြောပြချက်အရကွန်ကရစ်အားဖြည့်မှုမှာအုံပြထားတဲ့တမဏိထောက်တွေကိုစစ်ဆေးရမှာအုံပြတဲ့တက်ထူတချို့ဟာစံချိန်စံနှုန်းမပြည့်မီကြောင်းတွေးရှိခဲ့တယ်လို့ဆိုပါတယ်ပြိုကျတဲ့အစောအုံမှာအုံပြတဲ့တမဏိတွေကိုထိုင်းနိုင်ငံရရွန်ဒေတာမှာရှိတဲ့တရုတ်လုပ်ငန်းရှင်ရှင်ခဲရွံပိုင်ဆိုင်တဲ့စက်ယုံကထုတ်လုပ်ထားတာဖြစ်ပါတယ်။စံချိန်စံညွန်းနဲ့မညီတဲ့တမဏိတွေကိုထုတ်လုပ်မှုကြောင့်2024ခုနှစ်ဒသမလကလေးကစက်ယုံပိတ်ထားဖို့အမိန့်ချမှတ်ခံထားရပါတယ်။ ဧပြီ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဘန်ကောက်မြို့တော်မှာအဆိုပါမိုးမျောအဆောက်အုံတစ်ခုတည်းသာပြိုကျခဲ့ပြီးငလင်ကြောင့်ထိုင်းနိုင်ငံနဲ့အိန္ဒိယချင်းမြန်မာနိုင်ငံတို့မှာတေဆုံးသူ3900ကျော်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရုရှားသမ္မတပူတင်ကအစ္စတာပွဲတော်ကာလယာယီအဖြစ်ခန့်ရဲစဲကြောင်းကြေညာထားတဲ့အတိုင်းအောင်ရုရှားတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေတယ်လို့ယူကရိန်းသမ္မတပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ရုရှားသမ္မတဗလာဒီမာပူတင်ဟာအစ္စတာပွဲတော်ကာလယာယီအပြစ်ခံရဲစဲကြောင်းကြေညာထားတဲ့တိုင်အောင်ရုရှားတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကဧပြီ20ရက်ကပြောကြားခဲ့ပါတယ်။ပူတင်ရဲ့နိုင်30ကြာယာယီအပြစ်ခံရဲစဲကြောင်းကြေညာမှုဟာသုံးနှစ်ကြာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲမှာတည်တာထင်ရှားတဲ့အပြစ်ခံရဲစဲမှုဖြစ်ခဲ့ပါတယ်။ ထပ်ပြီးမယ်အပြစ်ခက်ရဲဆဲတဲ့ပူတင်ရဲ့အမိတ်အသက်ဝင်ခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာပဲယူကရိန်းရဲ့ KF မြို့တော်နဲ့တခြားဒေသတွေမှာနေကြောင်းစင်းနဲ့တိုက်ခိုက်ခံရမှုသတိပေးအော်အော်တန်တွေမြည်ခဲ့ပြီးရုရှားဟာ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်နေတယ်လို့ဇန်လန်စကီကဆွဆွဲခဲ့ပါတယ်စစ်မြေပြင်အနှံ့မှာရုရှားတပ်ဖွဲ့တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှု59ကြိမ်တိုက်ခိုက်မှု5ကြိမ်ရှိခဲ့ပါတယ်လို့ဇယ်လန်စကီကယူကရိန်းစစ်အုပ်စုချုပ်အိုလက်ဇန်ဒါဆိုစကီထံကနေ ဒေသစံတော်ချိန်မနက်6နာရီမှာရရှိတဲ့သတင်းကိုကိုးကားပြီးလူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။ဧပြီ19ရက်ညတကောင်ကစတင်ရေတွက်ပါက6နာရီအတွင်းရုရှားတပ်ဖွဲ့တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှု388ကြိမ်တိုက်ခိုက်မှု19ကြိမ်နဲ့အတူရုရှားရဲ့ဒရုန်းတွေအသုံးပြုမှုအကြိမ်ပေါင်း290ရှိခဲ့တယ်လို့ဆိုပါတယ်။အလုံးစုံခြုံငုံပြောကြားရမယ်ဆိုပါကအင်စတာပွဲတော်ကာလမနက်ခင်းမှာရုရှားတပ်ဖွဲ့တွေဟာအပြည့်အခန့်ရင်ဆဲတဲ့အခြေအနေကိုဖန်တီးဖို့ကြိုးပမ်းနေချိန်မှာတချို့နေရာဒေသတွေမှာတိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော် ောင်ပြီးယူကရိန်းနေမျိုးတွေကိုရယူဖို့ကြိုးပမ်းနေတယ်လို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းကြားအပြစ်ခတ်ရင်ဆိုင်ရေးကိုသဘောတူဖို့အမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့အထောက်ကြိုးပမ်းမှုတွေလာနေချီကြာမြင့်ခဲ့ပြီးတဲ့နောက်အီစတာပွဲတော်ကာလသတင်းပတ်ကုံမှာတိုက်ခိုက်မှုတွေအလုံးကိုရန်နာဖို့ပူတင်ကအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဧပြီ16ရက်နေ့ကတော့အင်ဖြူရော်က ရုရှားယူကရိန်းအပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်ရယူရေးမှာတိုးတက်မှုမရှိပါကအမေရိကန်ဟာဆွေးနွေးမှုတွေကနေနှုတ်ထွက်သွားမယ်လို့ထင်ချောက်ခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ပူတင်ရဲ့အပြစ်ခတ်ရေးဆေးမှုကိုယူကရိန်းဘက်ကလည်းလိုက်နာမှာဖြစ်ပြီးရုရှားဟာ၎င်းရဲ့ဂတိကဝတ်တွေကိုချိုးဖောက်နေတယ်လို့စွပ်စွဲနေတဲ့အတိုင်းအောင်အပြစ်ခတ်ရေးဆေးရေးကိုဧပြီ20ရက်ထက်ကျော်လွန်ပြီးတက်တန်းတိုးဖို့အဆိုပြုခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ အာနုနီယာကိုအစားထိုးဖို့ကစားသမား၅ဦးကိုလေဘာဘူးအသင်းကြီးရဲ့ထားတဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။လေဘာဘူးအသင်းဟာလာမယ့်နေရာဒီမှာလမ်းခွဲရပွဲရှိတဲ့အင်္ဂလန်နောက်ခံလိုအာနုနီယာကိုအစားထိုးဖို့အတွက်ကစားသမား၅ဦးကိုရည်ရွယ်ထားတယ်လို့သိရပါဗျ။ ဲ့ဒီကစားသမားတွေဟာလေဘာကူဆင်အသင်းကနယ်သာလန်ကစားသမားဖရင်ပေါင်စပါအသင်းကစပိန်ကစားသမားပက်ဒရိုပေါ်ရိုခရစ်စတယ်ဘယ်လစ်အသင်းကကိုလံဘီယာကစားသမားဒန်နီယယ်မူနော့ဖ်ဘာစီလိုနာအသင်းကပြင်သစ်ကစားသမားခွန်ဒေလိုက်ပ်ဇစ်အသင်းကနယ်သာလန်ကစားသမားခီယာထရူဒါတို့ဖြစ်တယ်လို့သိရပါတယ်လေဘာဘူအသင်းဟာအာနိုကိုအသင်းမှာဆက်လက်ထိန်းထားနိုင်ဖို့ကြိုးပမ်းနေစေဖြစ်ပေမဲ့မအောင်မြင်ခဲ့ပါကအစားထိုးဖို့ကစားသမားတွေကိုချိန်ရွယ်ထားတာ ဖြစ်ပါတယ် နယ်သာလန်နီးပြအာနယ်စလော့ကနယ်သာလန်ကစားသမားတွေကိုဦးစားပေးဝယ်ရှိတာကြောင့်ဖရင်ပေါင်နဲ့ခီယာထရူဒါတို့ကဂျန်ကစားသမားတွေထက်အလားလာပိုကောင်းနေကြောင်းလီဗာပူးအသင်းနဲ့နီးစပ်သူတွေကသုံးသပ်လျက်ရှိပါတယ်။ဧပြီ22ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ထပ်မံပြီးညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။